မင်္ဂလာပါရှင်ရှမ်းရေကိုမီဒီယာကကြိုဆိုပါတယ်မိုင်းပြမျိုးရမ်းမိုင်ကြီးရွာ၌ရန်နေလမ်းအတရအသိပညာပေးရှင်လင်ပွဲနေပြည်သူစမှုထမ်းအကြောင်းရှင်လင်ပွဲကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင် ရှမ်းပြည်နယ်ရှေးပိုင်းစိုင်းတွန်းခရိုင်မိုင်းပြင်းမြို့တွင် ရန်ဒီလန်ဒီရဲ့အသိပညာပေးရှင်လင်းခြင်းနဲ့ပြည်သူစစ်မှုထမ်းအကြောင်းရှင်လင်းပွဲကိုယနေ့နနက်10:00နာရီကရမ်းမိုင်ကြီးရွာအုပ်စုရမ်းမိုင်ကြီးရွာတွင်ကျင်းပခဲ့ပါတယ်ရှေဥစွာမြို့နယ်ရန်ဒီရဲ့လမ်းအနေကင်းရှိ ကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဝင်းကရင်းစည်းကမ်းလမ်းစည်းကမ်းနဲ့ပြည်သူစမှုထမ်းခြင်းဆိုင်ရာ ကိစ္စရပ်များကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ ဆလရွေမြို့နယ်စင်ရန်ဒီလန်ဒီကင်းရှင်ကော်မတီအဖွဲ့ဝင် ဥပဒေရရှိဦးမျိုးစောအောင်ကရန်ဒီလန်ဒီဥပဒေများအကြောင်းကို၎င်းလန်ဝစီ တော်သူစာခိုင်ကလန်နေနဲ့လမ်းမကြီးများဥပဒေအကြောင်းကျန်ချိုင်းရင်နဲ့ပြည်သူဆက်ဆက်ဦးစီးဌာနမြို့နယ်ဦးစီးမှုဒေါ်နန်းတန်တာဦးကငွေရအန်ရဲနဲ့စာကြည့်တိုင်းရေရှိရှင်တန်းရဲအကြောင်း မြို့နယ်ရင်းလန်းအန်ဒီရကင်းရှင်ရေးကော်မတီအဖွဲ့ဝင်ဦးဆိုင်ထွန်းစိန်ကရန်နေလန်းအန်ဒီရကင်းရှင်ရေးနဲ့ပြည်သူစမှုထမ်းဆိုင်ရာအကြောင်းတို့ကို ရှမ်းပါတာဖြင့်၎င်းအသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြပါတယ်။ထို့နောက်အခမ်းအနားသို့တက်ရောက်လာကြသူများအားဂျမိုင်းဌာနမှတာဝန်ရှိသူများကကိုဗစ် -19 ထပ်ဆောင်ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြကြောင်းသိရှိရပါတယ်။ အဆိုပါအသိပညာပေးရှင်လင်းပွဲအခမ်းအနားသို့မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာအကြီးအကဲများပြင်စည်းကမ်းလန်းစည်းကမ်းကော်မတီအဖွဲ့ဝင်များရန်မိုင်းကြီးရွာပြည်သူများစုံလင်စွာတက်ရောက်ခဲ့ကြကြောင်းသိရှိရပါတယ်ရှင်